လမ်းပြက်ပြဲအပိုင်း20နဲ့ခါခွေဂီတာကိုအိမ်နဲ့လွှဲပြီးအိမ်ရောက်လာတဲ့ညွန့်ဖွဲ့ရမှုကိုဟိတာအန်အောစွာကြည်နေမိသည်ညွန့်ကတော့ရှက်စိတ်ကြောင့်ထင်မရဲ့ဟိတာကိုလှဲ့မကြည့်သူ့အသားညူညူလေးဟာလည်းအနေရောင်ကူးပြောင်းနေရကိုရဲရဲမြင်နေရသည်ဟိုမမလွန်အတွက်ညွန့်ကစက်မပြောဘဲရက်သွားသည့်အတွက်ဟိတာပြောင်းလိုက်မိသည် ဗါလေတချင်းဆိုပြပြီးတော့ပို့တော့မယ်ပေါ့လေခေါင်းလေးညိတ်ပြီးမှအတင်းခေါင်းပြန်ခါသည်ညှို့ဖွဲ့ရမှုမျက်နာလေးဟာပို့၍နေသည်ထန်နေရတာသည်ဘလို့လုံးမလဲကွယ်မင်းရဲ့ဒီပုံစံကိုတွေ့ရင်မင်းမမလန်းတော့နေနိုင်မယ်မထင်ဘူးအဲ့လိုမဟုတ်ပါဘူးဟိုလေမမလွန်များစိတ်ပြေလက်ပြောင်းနားထောင်ခြင်းမလားလို့အဲ့ဒါတော့ပါကွယ်လာတိုင်း မင်းလာမှဒီလိုပါမော့မိခင်မင်းအတွက်ပါလုပ်ထားတယ်။ Story ချန်ရေခဲ့တာတွေမှာရှိရယ်။ပြူပြီးတော့ကိုပတာလှုပ်စားလိုက်။ဟေတာဒီစားလက်စားပါမော့ကိုတကားကရင် ပြောလိုက်တော့ညုံမှဟေတာစကားကြောင့်ဥလဲလဲလေးနဲ့ရေခဲတတာဖွင့်နေသည်။ဟိုအမဟေတာဒီနေ့ငဲ့စီမသွားဘူးလား။ဗါလေတို့နှင်းနေရလား။မမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူး။ စိတ်မပူပါနဲ့တို့သွားမှာပါဖွေရမင်းတို့နှောက်ရှာမပေးပါဘူးဟာအမရီသာအဲ့လိုမဟုတ်ပါဘူးဆိုလက်ထဲကဂျမ်ဘလင်းမှာကြကွဲတော့မတက်ဖြစ်လောက်အောင်ရှက်နေသည့်ညုံကိုကြည့်ပြီးညုံမပြုံးပဲမနေနိုင် ပြဿနာတွေသာမရှိလာခဲ့ရင်ဒီအခြေအနေတွေဟာဘလောက်ပြောင်းရွှင်ဖို့ကောင်းလိမ့်မလဲကဲပါတို့ပြီးပြီမင်းမမလွန်တော့မင်းဖတာသွားခေါ်လိုက်ဖွေရသူအခန်းအောင်းနေတယ် ဟေတာကထရရင်ပြောတော့ညွန်ကောင်းနေလိုက်သည်ကိုအတွက်ကိုပြင်ရင်မမလန်အတွက်လည်းပြင်ပေးလိုက်သည် ဟေတာကတော့သူ့အခန်းသူ ပြန်ဝင်သွားပြီးပြန်ထွက်မလာတော့ညွန်သူ့ဘာသာထိုင်စားလိုက်သည်မမလန်ကိုတွားခေါ်လိုက်ပြောပေမဲ့မမလွမ်းကသူ့အခန်းကိုရောင်လို့တောင်မလာဖို့ပြောထားတာလွန်ခဲ့တဲ့တပတ်ကလေးရာလီထို့ကြောင့်မသွားပဲဒီမှာပဲမုတ်ထိုင်စားနေလိုက်သည် ညို့မှုစားပြီးမှဟေတာကပြင်ဆင်ပြီးတော့ထွက်လာသည်တိတ်ပြင်ဆင်ထားခြင်းမရှိတော့လဲဟေတာကိုကလှတီထပ်ပို့သည့်အမျိုးသမီးကြီးတွေကတယောက်ပင်တို့သွားတော့မယ်ဖွဲရမင်းရမမလည်းအခဲမယ်နော်ဒါဟာဟေတာသွားခါနေတိုင်းပြောနေကြစကားပင်ညွန်ကောင်းကြီးလိုက်တော့ဟေတာက ပြုံးပြီးတကမာကြီးဘတ်သူခြေလန်းဦးတီလိုက်ဤပြီးမှတခုတတိယဟန်နေခြေလန်းဟာတုတ်ကနေရက်သွားလေသည် ဒါနဲ့စကားကိုအစချီပြီးညွန်ဘက်ကိုပြန်လှည့်လာသည်ညွန်ထက်ကောင်းငိမ့်ပြလိုက်တော့ဟေတာကစကားဆက်၏လီပီကပြောရဲမင်းလာတွေ့တော့ဟာသူမတိလိုက်တာတောင်းမှန်ပါတယ်တဲ့စကားပါလိုက်တဲ့ငဲ့စကားကြောင့်ညွန်ခက်ဖြက်ဖြော်လီပြုံလိုက်မိသည်ဒါကတောင်းမှန်စရာမလိုအောင်ညွန်နားလေပြီးသားပါအဲ့ဒါဆိုနေကောင်းမြန်မြန်နေပါလို့ပြန်စကားပါမယ်တော့အမဟေတာ ညွန်ပြောတော့ဟေသားကသဘောတကျပြောရင် ထွက်သွားလေသည်ထိုအချိန်မှာဒီအင်္ဂလီကတိတ်ဆိတ်သွားသည်တက်ပြီးမမလွမ်းနေသူနှစ်ယောက်ပဲကြံသည်လေညွန်သက်ပြင်းချယုံမှတပါဟေသားကိုအိမ်တကားလာဖွင့်ပေးသည်သူဟာခါတိုင်းလိုလေပြင်းငယ်အမေပင်ဟီတာအိမ်ထဲဝင်လာတော့ငယ်ဟာအိမ်ရှိမှစာလေးဖတ်နေသည်ငယ်ဟာဟီတာရောက်လာပြီးတပတ်အတွင်းမှာ အခန်းတွင်တော့မပုံတော့ချီ ငဲ့အကြောင်းတော်တော်များများကိုဟေးသားတိပင်မဲ့စာဖတ်တတ်မယ်လို့တော့မထင်တာစာဖတ်နေရလားဟေးသားအခုမှလာတာတီပုံရသည်ခေါင်းလေးထောင်က ကြည့်ပြီးပြုံးပြရင်ခေါင်းငိမ့်သည်ဘယ်တီးရာတောင်ကြားပုံမပေါ်သလိုအပြုံးတွေဟာလည်းခက်ဖြောဖြော စာဖတ်တာသဘောကျလို့လားဟေးသားအနာဝင်ထိုင်ပြီးမေရောခေါခါလေးသည် သဘောမချဘူးသဘောကြရည်လို့တော့မဟုတ်ပါဘူးမမလေးပြေစာဖတ်ရင်အရန်ကြရလီတအုပ်ကို3လလလောက်ဖတ်ရတာငဲ့အပြောကြောင်းဟေတာဟက်ကနေရေလိုက်မိသည်ထို့နောက်ငဲ့ဖတ်နေသည်စာအုပ်လေးစီအကြည့်ပို့လိုက်ခါငဲ့ကိုစကားစမြည်ပြောဖို့အစာပြုတ်ရန်အတွက်မိကွန်းတစ်ခုမိလိုက်သည်ဂျာကိုဖတ်တာရောခဏလာရှိပြီလေဂျာလား ြင်ငိန်သည့်မျက်နာလေးနဲ့စာအုပ်ကိုပြန်ကြည့်ရင် ပြန်ပြောလာသည့်လေပြင်းငယ်စီမှာအရင်တက်ကြွမှုတွေမမြင်ရတော့ဒါကတော့ကြာပြီခဏနာနဲ့အလဲမှာမဖက်ဖြစ်တာနဲ့ဆိုရင် သုံးလလမကတော့မှာတော့သိကြတယ်ငယ်သည်ပြောရင် စာအုပ်ကလေးကိုပိတ်လိုက်သည် ထို့ကြောင့်ဟေတာဟာအနောက်ရက်ဖြစ်သွားပြီလားအထင်နဲ့အာနာမိသွား၏ဆက်ပါပါမမအနောက်ရက်ဖြစ်သွားပြီထင်တယ် ဆက်ဖန်တော့ငင်ငင်လေးကြည်နေမယ်ခေတအပြုံးမှာငယ်ဟာပြုံးပြန်သည်ဒီတစ်ချိန်တော့စိတ်ပါစွာပြုံးတာပဲမဟုတ်ပါဘူးမမဆက်ဖတ်ရင်မွန်းကျက်လာမှာမို့လို့ပြေးလိုက်တာဒီစာအုပ်ထဲကညိုညိုအဖြစ်ကိုလိုက်ခံစားပြီးဖတ်တော့ဆက်ဖတ်ရမှာရင်မောလို့ခေတာကတော့စာအုပ်တွေမဖတ်တည်သူမို့ကောင်းမဲ့ငြိမ့်နိုင်သည် စာအုပ်သိမ်းမဖတ်တော့လဲစာအုပ်အဖုံးပေါ်ကခေါင်းစဉ်ကိုတော့ဖတ်နိုင်သေးသည်မသိင်းရှင်စီပို့ပေးပါတဲ့စာအုပ်ကလေးကအပားရေပါဒါကငယ်ဟာ၃လလမကဖတ်နေရသေးရဲ့လားဟေတာဖတ်ပြရင် ကောင်းမလားဟူ၍ဖတ်ပြခြင်းစိတ်လေးပေါ်လာသည်မမလို့ရှင်ငယ်ခေါမဟေတာအတွေးလေးပြက်ပြဲပြီး ပြန်ထူလိုက်မိသည် လီဘီပြောနေတာမကြောက်လားဟမ် sorry လီဘီမကြားလိုက်မျိုးကွယ်မမလည်းအခုတော်လီဘီကိုကြည့်ကြည့်ပြီးအတွေးလွတ်နေရနော်ပင်မန်းနေပြီလားတကူတကကြီးမလာခဲ့ပါနဲ့မမလည်းအနားယူဖို့အချိန်လိုရလီလီဘီသက်သာပါတယ်မမရဲ့ဒီလိုတည်တည်ငြိမ်ငြိမ်ပြောနေတဲ့ငဲကိုကြည့်ပြီးဟေတာတက်ပြင်းချလိုက်မိသည်တက်ပြင်းမချပါနဲ့တော့နော် လေးပြေတက်တာရဲဆိုတာတကယ်ပါ ကိုကုပစ္စည်းတောင်းပြောရင်အတန်လေးကျိုးလျသွားသည်ငယ်ကြောင်ဟေတာစိတ်လေးပို့လို့ပင်လေးလံသွားသည် မနေကလေးမနေကပေါ်ပြက်သားလာသည်လေးပြေငယ်ဟာဟန်လင်းမောင်နဲ့ပတ်သက်သည့်ပစ္စည်းမှန်သမျှလှူပစ်သည် ပြီးတော့အပြင်သွားဖို့လဲလှုပ်သည် သူ့အမေကနေမကောင်း၍ပြေးမသွားအပြင်ဆိုတာကဖျားပင် ဟန်လေးမအတွက်အလူလေးလှုပ်ပေးခြင်းသာကြောင့်နေသည်ဒါပေမဲ့အိမ်ကခွင့်မပြုပါနဲ့ငယ်လေးမတန်နိုင်ခဲ့ပါလီပြတီဆွဲကြိုးလေးကိုတော့ဘယ်လိုလုပ်ရမလဲမသိဘူးမမမျက်ရည်လေးဝဲတက်ခါပြောတည်ငယ်ကိုဟေတာပါမပြန်မပြောမီဟုတ်သည်လေဟန်လေးမောင်ရဲ့မပီးပြတ်သေးတဲ့ဆွဲကြိုးလေးကိုငဲ့အားဟေတာပေးလိုက်ပြီးငယ်ဟာသူ့အချစ်တွေကိုရက်တန်းလိုက်တာမဟုတ်တော့လဲ ဟန်လင်းတည်ဆုံမှုကိုလက်ခံနိုင်အောင်ကြိုးစားနေပြီနေထိုင်နိုင်အောင်ကြိုးစားနေပြီနေနိုင်သွားမှခြေချောက်ရင်နှူးဖြစ်စေပြီးအဖြစ်မျိုးဟေတာမဖြစ်လိုပါဟေတာလို့ရမှားလားမှန်လားတော့မသိတော့ငယ်ရည်ရင်တွင်ထဲမှာရှိုက်ငိုတန်ဟာဟေတာကိုမှားတယ်ပြောနေသည်တစ်ချိန်ချိန်မှာတော့ဟေတာလို့ရကမှန်တယ်ပြောလိုက်မယ်ဆိုပေမဲ့ငယ်မြတ်ရည်တွင်မြင်ရသည့်အချိန်ဟာ ဟေတာအတွက်အမာပဲလို့ယူဆမိသည်ကလေးငယ်ရရောဘာလုပ်ချင်လဲဟေတာမဖြေတော့မဖြေမချင်းငင်ကစိုက်ကြည့်နေသည်ငယ်ကြောင့်မေးလာရသည်ဒီထဲရလက်စုပ်လေးကိုဝတ်ထားခြင်း ਨੇ ဒါလေးကိုတော့ငယ်ဟာလက်မလွတ်နိုင်ဖြစ်နေရကို ဟေတာလက်ခံပါတယ်အရာအလုံးကိုစွန့်ပစ်စရာမလိုတာ ရင်ထဲကတောင်မေ့ဖို့မလုံနိုင်တာလေဒီပစ္စည်းလေးတွေကိုစွန့်လွတ်ပြနိုင်တာမဆမ်းပါဘူးဒါဆိုမမောက်ပေးချင်းဘာလို့လက်ဖြန့်ပြီးတောင်းနေသည့်ဟေတာကိုငယ်ဟာနှာထိတ်နီလေးနဲ့ဥလဲလဲကြည့်သည်ငိုကျင်နေပေမဲ့တင်းထားတဲ့ရုပ်ကလေးဖြစ်နေတဲ့ဒီရုပ်ကလေးကိုလည်းဟေတာချစ်ဤ။ဘာလဲမပေးချင်လို့လား။မမဘာမှမလုပ်ပါဘူးကွယ်။ အဲ့လိုသဘောပြောတာမဟုတ်ပါဘူး။ငယ်ဟာစိုးရိမ်စွာ ပြောပြီး ဟေတာလက်ထဲကိုဆွဲကြိုးလေးထည့်ပြီးတော့ဟေတာပြုံးလိုက်မိပြန်သည်။ငယ်ဟာဟေတာစိတ်ဆိုးမှကြောက်နေရပဲ။ထိုကလေးရဲ့ဆန်နယ်လေးတွေကို ဟေတာအသေးရစွာဖွာလိုက်သည်။ခဏပဲပြန်လာမယ်။ဟေတာပြောပြီးထွက်သွားတာကိုငယ်ငယ်ကြည့်ရင်ကြံခဲ့သည်။မေမေနဲ့ဘာတွေပြောပြီးလဲမသိနောက်ဖေးကိုအတူဝင်သွားသည်။ မမြင်ွယ်ရာရောက်သွားသည်သူမို့စမကြီရောပဲမျက်လုံးမိတ်ခါဆူဖာကိုမိလိုက်သည်ဟီတာပင်မန်းနေရာကိုငဲသည်သည်ဒါကြောင့်ဟီတာကိုသူအားနာပေမဲ့သူအနာမှာဟီတာကိုလက်တလောခေါ်ထားခြင်းမိသည်ဟီတာကိုမြင်ရင်ဟန်လင်းကိုပိုတတိရပေမဲ့သူအခုအချိန်အနာမှာအရှိရှင်ဆုံးကဟီတာကိုပဲဘာကြောင့်လဲငယ်မသိဟီတာကသူ့ကိုမုံသွားပြီးတောင်းထင်နေခဲ့တာလေ ဒီလိုပြန်မြင်လိုက်ရလို့ပျော်သွားသည်မလားထပ်ပြီးရောက်မလာတော့မာကို ကြောက်သည်အိမ်မက်လိုဖြစ်နေမာကိုကြောက်သည် ထို့ကြောင့်ဟိတာပင်မန်းနေရာကို မြင်နေရပင်မဲမလားစီချင်းရောက်ဆောင်ပြီးအနားမှာရှိနေခိုင်းခဲ့တာဟိတ်ပခုံးလေးကို ထိကာရင် ပြောလာသည်ဟိတာကြောင့်ငယ်မိတ်ထားသောမျက်ဝန်းတစုံဖွင့်ရပြီလေဟိတာကတော့သူ့အနာပြောင်းဝင်ထိုင်ပြီးငယ်လက်ကလေးကိုဆွဲယူသည် ထိုနောက်လက်ချောင်းလေးတွေကိုဆွဲဖွင့်ပြီးလက်ဖွာလေးတင်လာသည့်တတ်ထူလေးငယ်ဇက်ကနေဟေတာမျက်နာကို ကြည့်မီရောအင်းအားမရှိသူလိုပြုံးသည်ဒီအပြုံးဖြစ်လာအောင်ရအောင် ပြုံးပြသည့်အပြုံးမမဝှစ်ချင်နေဆိုဒီလိုလို့ရင်လေပြေပဲမရပါမလဲမမတားတင်တာဟုတ်ငယ်ပြောတော့ဟေတာအပြုံးလေးဟာပျောက်ရှားသွားသည် ငယ်စကားပြောမှားသွားပြီထင်တယ်။ဟန်လင်းရဲ့အချက်ဆုံးမိသားစုဝင်လို့တငယ်ချင်းကိုမှငယ်စကားပြောမှားခဲ့သည်။ကိုကိုလေးမေ့ချင်တယ်လို့ပြောရမဟုတ်ပါဘူး။လီဗီယာအတင်းလောက်ယူစရာမလိုသေးပါဘူးလီဗီ။အချိန်တစ်ခုရရင်လီဗီအဆင်ပြေလာမှာပါ။အခုလိုလီဗီကိုကိုဖိအားပေးနေရင်လီဗီပုံပြမှန်းလိုက်မယ်။ စိတ်ဆိုးသွားမိထင်တော့လေနောက်ဆုံးတော့ဟေတာကငဲ့အတွက်ပဲတွေးပီးနေကြရလိဟေတာကဘာကြောင့်ငဲ့အပေါ်ဒီလောက်ကောင်းနေရတာလဲငယ်ကသူ့တငယ်ချင်းရီစာဆိုတာထက်မပိုတာ ਉਹ လီကောင်းလွန်သည့်ဟေတာကိုကြောင့်ရောလက်ထဲကလက်စွပ်ကြောင့်ရောငယ်ထန်ငိုရပြန်သည်ဒီရက်တွေတန်းကိုနေကြမို့ထူတော့မထူဆန်းတော့ပါဒါလေးကိုလက်သွေမှာဝတ်လို့ရလာရင် ငယ်မြတ်ရည်လေးတွေကိုမတုံနိုင်သေးပဲမေးလိုက်သည်ဟေတာကသူ့ကိုစိုက်ကြည့်နေရကနေအကြည့်လွဲသွားသည်ငယ်ပဲထင်လာတော့မတီးပါဟေတာမျက်နာလေးဟာ ပိုလို့ပင်မန်းသွားသည်ဝတ်လို့ရလောက်တယ်မလားအချိန်တစ်ခုထိပါပဲလေးပြည့်အချိန်တစ်ခုထိဒါကလေးပြည့်အပိုင်းပစ္စည်းလေးပါလေးပြည့်စိတ်ကြိုက်ဆုံးဖြတ်နိုင်တယ်ပေးရတူကမျက်နှိုးလုံးလို့ပေးထားရမလို့ လီပြည့်အမျက်တမောဝစ်ထားလို့ရပါတယ်။ဟီတာအတန်တွေက၆ကက်ကက်ဖြစ်နေသည်။တုံရီနေရာကိုထိန်ထားခြင်းနေသည်။ဟီတာက အချင်းနဲ့ပတ်သက်ရင်ဘလို့အချင်းမျိုးနဲ့မှကောင်းချိုမပေးဘူး။အချိန်တန်ပြီးသွားမှတည်ပင်မဲ့ဟီတာမွန်ချက်မိသည်။သူ့လေးကိုပျော်ရွှင်အောင်လုပ်ပေးခြင်းပင်မဲ့ကိုယ်တိုင်ကမပျော်ရွှင်ဖြစ်နေသည်။ဟန်လင်းမောင်စုပျော်အောင်ထားပေးနိုင်ပါလိ။ပူလောင်လိုက်တာ။ ဟေတာရင်တွင်ပူနေသည်ဟေတာကဒီကလေးကိုလာဆောက်ရှောက်ပေးနေရလားဒံယာတွေပဲပေးနေမိရလားတော့မသိတော့ဘူးဟေတာလူတယောက်ကိုဂယုမဆိုင်ပေးရဘူးလေအဲအားကြောင့်သူအခုလိုလုံနေရတွေကဂယုဆိုင်ပေးနေရလားနှိမ့်ဆက်နေရများလားဆိုတာမခွဲခြားရတော့ဘူးအခုလိုအချိန်မှာလေပြင်းငယ်ဟာလက်စိုလေးကိုဝစ်လိုက်တော့ဟေတာပြုံးဖို့တောင်းအင်အားမရှိတော့ပါဘူး လေပြင်းခဲ့ကိုဟီတာမလိုချင်ပါဘူးလိုချင်မှမော်လို့အဲ့လိုဖြစ်နေရမဟုတ်ဘူးဟီတာနှလုံးသားကကိုကနာကျင်နေတာဟီတာတားယူကြည့်ပါသေးတယ်သို့တော့ဟီတာမလုံနိုင်ခဲ့လေပြင်းဒီကောင်းရင်ဖျားလိုက်ပို့ပါနော်မိုးနေရင်ပြောသေးသူလေးကြောင့်ဟီတာခေါင်းငိမ့်လိုက်သည် လက်တွေကလည်းသူလေးပါပြင်ကမျက်ရည်စရိကိုတုပ်ပေးလိုက်သည် မမဂရီပေးထားပြီးသားပဲကွယ်ဂရီမဖြတ်ပါဘူးကလေးငယ်သာအများကြီးမငူပါနဲ့ပြင်ပန်းနေမှာဆိုလို့ပါဂယူနာတတ်တဲ့အတန်လေးနဲ့ပြောတော့ငယ်မပုံငိုခြင်းမိသည်သို့ပေမဲ့ငယ်အငိုတက်ရမည်ဒါမှငယ်နေကောင်းတယ်ဆိုတာယုံကြပါအပြင်ထွက်ဖို့ဆိုငယ်နေကောင်းနေမှရမည်ငယ်နေကောင်းရင်ကိုကိုနဲ့တွားခဲ့တဲ့နေရာမှန်သည်မ ဟေတာကိုလိုက်ပို့ခိုင်းမလို့လီဒါဟာဟေတာနှလုံးသားစုပ်ပြေခံရသူပမာဖြစ်လာမယ့်နေရက်တွေဆိုတာကိုတော့ငယ်မတီးခဲ့ညွန်တက်ရောက်တဲ့ရှိနေတရာအိမ်က၆ကောင်နေသည်ညတောင်ရောက်နေပြီလေလရောင်လေးတောင်ထွက်လို့ပေါ့ညွန်လည်းဘာမှလုပ်စရာမရှိရာကြောင့်ညွန်ဂစ်တာကိုကလီနေလိုက်သည် အစင်သေးဖြစ်ပြီးဆိုမှ အသည့်ယူလာတဲ့စုပ်ဖြဲစာရွက်လေးတွေပေါ်မှာဘောပင်ထုတ်ခါချရေးလိုက်သည်ပြီးမှမမလွန်အခန်းရှိကိုသွားလိုက်သည် တကားလေးနှစ်ချက်ခောက်က တကားကြမ်းကြောက်အောက်ကနေစာရွက်လေးထည့်လိုက်သည်ဒါကမမလွန်စလုပ်ခဲ့တဲ့အမှုအချင်းလေးမလားမမလွန်ဖတ်မဖတ်မသိပေမဲ့ဘာတဲ့ချင်းနားထောင်ချင်လဲဟုရေးထားခြင်းလေသို့တော်ညွှန်းချင်ထားတဲ့အတိုင်း မမလွမ်းပမအချိန်တစ်ခုကြာသည့်အထိတုတ်ပြန်မှုမပေးခြင်းဒါကြောင့်ပြန်ချလာရင်ဂစ်တာကိုသွားယူလိုက်သည်ပြီးမှ တကားဝအနာကနာရန်စီသွားရင်မိကရှော့ထိုင်လိုက်သည်ဒါဆိုညွှန်းဆိုချင်တာပဲဆိုပြတော့မယ်နော်ညွှန်းပြောလိုက်တော့လေဘာမှပြန်ပြောမလားဒါတွေကမျောလင့်ပြီးသားကိစ္စမို့တချင်းတောင်ကြိုရေးလာတာလေး မမလွမ်းကအင်္ဂလိပ်သချင်းကို ပို့နှားထောင်နေဆိုသူဘာဆိုရမလဲရွေးလာပါပြီ။အေကန်ဝရန်တာကနေသူ့အပေါ်ကြောက်ရလာတဲ့လာရောင်လေးကြောင့်ဒီသချင်းဟာပို့လိုက်ဖန်နေတယ်။လက်လေးတွေကိုဂီတာပေါ်ပြေးလွှားလိုက်သည်။ဂီတာပေါ်ရိုက်ခတ်တဲ့ကြောင့်ထွက်လာသည့်ဒေးဒန်လေးဟာလှပချူသားစွာထွက်ပေါ်လာသည်။ညိုရဲ့အတန်လေးဟာတခြင်းနဲ့စီချံညင်ညီထွက်ပေါ်လာသည် မမလွမ်းနားမပိတ်ထားဖို့နဲ့နှစ်ချက်တက်မထားဖို့မျှော်လင့်တာပါပဲမမလွမ်းကိုရည်ညွှန်းဆိုရမို့မမလွမ်းနှလွမ်းသားစီမရောက်ရောက်ဖို့ကိုတော့မျှော်လင့်မိသည်မမလွမ်းအဖတ်မလို့တော့လဲညွန်းဒီတပုတ်ကိုတော့ပြီးမြောက်အောင်ဆိုခဲ့သည် အရင်တခါကလို့တကားဝါကနေချောင်းကြည့်တယ်လို့မလုပ်တယ်လို့စကားလဲလာမပြောခဲ့ဘူးစိတ်တကြမီစိတ်ကိုညှို့အတင်းလိုက်သည် နောက်ရက်တွေရှိသေးရပါ့ ဘာဖြစ်လဲဟုနှလုံးသွင်းထားလိုက်တော့သည်မမလွမ်းဒီတိုင်းလေးနာရန်မီရက်သားနဲ့မမလွမ်းကို ခေါ်လိုက်မိသည်အတန်ကပုံမှန်ပဲဆိုပေမဲ့မမလွမ်းကြားလောက်မှာပါညို့အိမ်ကပြန်ခေါ်နေပြီပြန်မတုံပြန်လာမှသိပေမဲ့ညို့ပြန်ပြောမလားနားဆွနေမိသည်မိမိကအတင်းကိုပြန်ခေါ်နေရတလားအချိန်ပေးမယ်တဲ့ ပြန်မလာရင်တိုက်ခမ်းရောဆိုင်ရောသိမ့်မယ်တဲ့မမလွန်သည်အသေးမာလွန်သူလားဒါမှမဟုတ်ညုံတခြင်းဆိုတာမို့နှစ်ချက်များတတ်ထားတာထင်သည်ဒါပေမဲ့ညုံမပြန်ပါဘူးညုံလေမမလွန်အနာမှာနေခြင်းသေးတယ်အဲ့ဒါမို့အဲ့ဒါမို့ညုံမမောင်းထုတ်ပါနဲ့နော်ပြောရင်ဝမ်းနေလာမှုကြောင့် မျက်ရည်ဝဲလာသည်ဘာလို့အလောက်တောင်ညှုံခံစားလွယ်နေရတာလဲအမလည်းအနာမနေခွင့်မရတော့ပါဘူးညွန်ကြောက်မိတယ်ဒီအချိန်ထိဘာမှပြန်တော့မပြန်သည်မမလွယ်ဟာတလောက်ဆိုကြားမိမထင်ဘူးမမလွန်ကိုရက်ဆက်လိုက်တာဟုလည်းမတတ်မှတ်ခြင်းပါဒီလိုဖြစ်အောင်လုပ်ခဲ့သည့်တရခန်ကညွန်ပဲမလားညွန်လေညွန်လေမမလွန်ကိုတိတ်ချစ်တယ်မမလွန်ရဲ့ ညွန်ဝမ်းနေစိတ်ကအနာယူစားငိုချလိုက်မိသည်ထင်သည်ဒီငိုတန်ရှိုက်တန်တွေကိုမမလွမ်းကိုမကြားစေခြင်းမဒီရဲ့ချိန်မှာညှို့ဆူတောင်းမိရာကမမလွမ်းနှစ်ချက်တတ်ထားတာပဲဖြစ်ပါစေလေသို့တော်ညှို့ဆူတောင်းမပြေပါနန်ရန်တစ်ဖက်တစ်ချက်မှာညွန်ကဲ့သို့နန်ရန်လေးမိပြီးညွန်ပြောသည်မအကုန်နားထောင်နေခဲ့သူကမမလွမ်းပါလေမမလွမ်းနန်ရန်တစ်ဖက်ချမ်းမှာရှိနေသည်ဆိုရာကိုရော မျက်နာလေးကိုလက်နှစ်ဖက်နှင့်အုပ်ခါတိုးရှိုက်စွာရှိုက်ငုံနေသည်ဆိုရာကိုရောညုံမတိခဲ့ပါဒီရဲ့ချိန်တွေဟာပုံမှန်လိုပဲတရွေ့ရွေ့ကုံလွန်လာသည်ဘာလိုလိုနှင့်ဟန်လင်းဆုံးတာတောင်သုံးလပြည့်သွားခဲ့ပြီလေဒီကွန်တက်နေတဲ့လူဟာလွန်ခဲ့တဲ့နှစ်လလောက်ကလေးကဇက်တိုက်ခေါ်နေခဲ့တာလေထိုလူနဲ့စကားပြောစရာမရှိလို့သာလွမ်းမကင်ခဲ့ရာနောက်ဆုံးတော့နံပါတ်စိမ်းနဲ့ခေါ်လာသည်လေ မကင်ဖို့စဉ်းစားထားတော်လဲတိတ်ကိုအနှောက်ယှက်ပေးလွန်၍လွမ်းကလိုက်သည်ဟယ်လို လွမ်းသေးတယ်လားဒီဖုန်းကိုကန်လိုက်တော့အခါတဖက်မှအတန်သည်လွမ်းမျောလင့်ထားသည်သူမဟုတ်ချေညှို့ဖော်ရမှုအမေပါမင်းနဲ့စရင်ရှင်းစရာရှိလို့ခရင်ရင်ထွက်လာသည့်စကားကြောင့်လွမ်းမရင်မိယုံတမဲပဲလွမ်းမှာသူနဲ့ရှင်းစရာဘာမှမရှိဘူးလေ ပြီးတော့ဒါဟာအာနာလာပြနေရလားညှို့ဖွဲ့ရမှုကိုဆက်ပြီးမြူဆန်နေရအောင်ရက်တန်းကရက်ပါငါသမီးမသဘောတူထားတဲ့သူရှိတယ်မရှိရင်တော့မင်းနဲ့သဘောမတူလွမ်းရင်နဲ့ဝမ်းနဲ့စိတ်လေးကိန်းအောင်သွားသည်အလကားနေရင်မုံတိခံနေရသည့်လမ်းဘဝကိုလွမ်းတည်ပြီးသားပါထို့ကြောင့်တအဲ့အတွက်တော့ဝမ်းနဲ့မနေခဲ့ဝမ်းနဲ့မိရကချိုကိုပိုင်းလေးဟာသဘောတူထားတဲ့သူရှိရတယ်လေ။ ဒီမှာမင်းနားထောင်နေလားဆက်ပြောပါအန်တီစိတ်ဝင်စားသလိုပြန်ဖြေလိုက်တော့ဟိုဘက်ကတောက်ခေါက်တန်းကိုကြားလိုက်ရသည် ထိုတောက်ခေါက်တန်းဟာညွအမေစီမာတော့မဟုတ်နိုင်ဘေးမှာတယောက်ယောက်ရှိနေသည်လေဒါဆိုလျင်မြည်သူဆိုတာလွမ်းတီလိုက်ပြီသူ့ကိုမင်းနဲ့သဘောမတူဘူးလို့ဟုတ်အဲ့ဒါကိုကျွန်မကြားပါတယ်ဟိုဘက်မှာစူညံတန်တွေထွက်လာသည် ။ဘာတွေကြကွဲကုန်လဲမသိ။ခဏနေမှညွန်အမေကဆက်ပြောသည်။မင်းဖြစ်ချင်တာအကုန်ဖြည့်စီပေးမယ်။ငါ့သမီးအနာကတော့ထွက်သွားပြီပါ။မင်းတို့ကသွေးမတော်ပေမဲ့ညီအမတွေငါ့သမီးကိုမိန်မချင်းတွဲလို့ရလာမယ်ဘေးအန်တီရီတွေငါမခံစားစီချင်ဘူး။ညီမချင်းတွဲလို့ပါသမုတ်ခံရရင်ငါသမီးလေးကငယ်သေးရဲ့လွမ်းတေးတန်းအဲ့လိုဒုက္ခတော့တဲ့ငါသမီးလေးကိုခေါ်မသွားပါနဲ့ဒီလာရည်တဲ့ညွန်စူးစားသမ ्या ဟာ ေးရေရေသွန်ဖြစ်ကုန်သည်ညွန့်ရဲ့စူးစမ်းမှုတွေမှာလွမ်းစိတ်မလွယ်ဘူးဆိုရင်လင်ရကြတာပေါ့တွေ့ဝေလာတဲ့စိတ်တွေကြောင့်ညွန့်ပန်းညွန့်ခွေမတက်ပါဒါပေမဲ့အခုတော့သူ့ကိုထပ်ပြီးဝေးဖို့အကြောင်းဖန်ပြန်သည်ကြည်ရတာတော့လွမ်းတို့ဟာနှီးဖို့ကံမပါလာဘူးထင်သည်အန်တီတောင်းမမာရဲ့အန်တီသမီးလေးကိုမင်းနဲ့မင်းရဲ့ဖေအဆက်လန်းနဲ့အဆွဲမထက်လွမ်းတေးတယ် အကောင်ပြောနေအောင်လက်ခံတော့မဟုတ်ရင်ငါ့အကြောင်းသိစေရမယ်ငါပါလုံနိုင်တယ်မသိခင်ကလေးကိုပြန်လွှတ်လိုက်ညုံအမေရဲ့စကားကို ဖြတ်ပြောသူဒီတခါထွက်လာသည်လေတန်းဟာယောက်ျားတန်းမင်းကြည်ရတာဖုန်းကိုဆွဲလူပြီးပြောပုံမယ်စိတ်မရှိတော့သာဝင်ပြောကချိန်ချောက်သည်ပေါ်လေလွမ်းကလည်းထိုလူကိုမကြောက်တော့တာအခက်သားလွမ်းမှာဆုံးဖြတ်ချက်ကိုတိတိကျကျမချရတော့တာ ဟန်လင်းထားသွားပြီးကလေးကလေဖြစ်ချင်တာအကုန်ဖြည့်စီပေးမယ်လို့ပြောရမလားလမ်းမီရောတဖမအတန်တိတ်သွားသည်မထင်မှတ်ထားသည့်စကားကြောင့်အံ့ဩသွားပုံပင်ဘာဖြစ်ချင်တာလဲပြန်မေးလာသည့်စကားကို လွမ်းဖြေဖို့တွန်းဆုံနေပင်မဲပြောလိုက်ခဲ့သည် လွမ်းဆန္ဒကိုညှိုးနဲ့လဲလဲခဲ့မိ၏